င်ငံတော်ကတကယ်ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလေကန့်ကွက်ဖို့တော့ဦးဇင်းတို့လည်းကျေနပ်တယ်လားမင်းတော့မကျေနပ်ဘူးပေါ့ဗျာသူတို့တွေတေးပြီးသွားတယ်နောက်10နဲ့15နဲ့အနည်း20ကျမတို့တေးပြီးသွားတယ်နောက်10နဲ့15နဲ့အနည်း20မှာဒီအစ္စလမ်တွေသူတို့ရဲ့ဗလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဗလီကိုထတ်တိုးပြီးမဆောက်ပါဘူးလို့ကျမတို့အမခံချက်မပေးနိုင်ဘူး။ဘာပါလုံးချုံကြီးအပားကြီးွားချမ်းသာကြီးကြည့်နေလို့မရဘူး။ကျမတို့ဒီလည်းပဲတိုင်းပြည်လုံးချုံကြီးအမျိုးသားလုံးချုံကြီးကိုကြည့်ဖို့လိုအပ်တယ်။ အဘကိုလည်းချစ်ပါသို့တော့တိုင်းပြည်ကိုလည်းမပြစ်ပါနဲ့ဟုတ်ချစ်အဘကလည်းပြန်ညှစ်လိုက်မယ်အတိုင်းစစ်တပ်ကိုတုံ့ချပါဟွန်းကိုမကျင်တဲ့ပေါ်လာပြီဆိုရှင်ကောင်းဖန်းဘောကောင်းဖန်းဆိုတဲ့ပုံစံမျိုးစစ်တပ်နဲ့ပေါင်းတာကကိုလုတ်ခိုင်းနေတာလုတ်ခိုင်းဖို့ပေါင်းမယ်လို့သာမျိုးလေးနောက်စစ်ကြီးကတော့သူကပြန်မလွတ်တော့ဘူးလေအဲ့ဒါမှမကြောက်ဘူးလေကျွန်တော်ကဖြစ်စီချင်တာနိုင်ငံရေးတိုးတက်ဖို့လိုတယ်ကိုပါကောင်လည်းကိုမသိတာတော့ဆိုတာဒီကပြဿနာ တွေအားလုံးပဲဘဝဘေးနဲ့မေးပြီးတာမှာအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးရဲ့အနောက်ပိုင်းစီစဉ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်မလို့တော့ပေးကမှာတော့ယနေ့အော်တိုဘာလ9ရက်နေ့ရဲ့အနောက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လမ်းတွေအားလုံးပဲစုံရင်ကြည့်ပေးဖို့ဒီနိုင်မထမှန်တောက်ဆိုခြင်းပါတယ်ပရောဆိုအနေနဲ့ကတော့စကောင်းဆောင်တွေဟာ၎င်းတို့ရဲ့ကိုကြိုးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တင်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1910ရက်ရှိပြီဖြစ်ပါတယ် မနိုင်ငံတော်ပြည်ထောင်တွင်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုစီမှာတော့ KNB, Vicor, Dimosu နဲ့ Cruzo မြို့နယ်တွေမှာတော့အသေးများပြီးအုံကတော့လင်းဝင်ရောက်ကြောင်းသိရှိရပါတယ်။သခိုင်းတိုင်းဝက်လက်မြို့နယ်မှာတော့အကောင်30၊သခိုင်းတိုင်းမုံမြန်မြို့နယ်မှာ၄ကောင်၊တင်တိုင်းတိုင်းရေဖြူမြို့နယ်မှာ7ကောင်နဲ့တော်လိုင်းရဲဘော်တအုပ်ကတော့စစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။တင်တိုင်းတိုင်းဘိတ်မြို့နယ်မှာ3ကောင်၊မုံပီနယ်မြို့တော်မြို့နယ်မှာ2ကောင်နဲ့ဘကိုးတိုင်းအုပ်ပုံမြို့နယ်မှာ2ကောင်ဒီဒီသိဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ ဟုတ်တဲ့တင်းပုံအနေနဲ့ကတော့တောင်သာလမ်းမကိုစစ်ကွေးတက်ကတက်လာတဲ့အချိန်မှာပဲတော်လိုင်းရဲဘော်တွေကဖြတ်တော်မှာတော့စစ်ကွေးဘက်ကစိုင်းနဲ့ချီပြီးကြာဆုံးခဲ့သူတော်လိုင်းရဲဘော်နှစ်ဦးလည်းကြာဆုံးခဲ့ရပါတယ်ကြာဆုံးခဲ့တဲ့တော်လိုင်းရဲဘော်နှစ်ဦးအတွက်သူတို့ရဲ့မိဘတွေစီကိုပြန်လည်ပေးရခဲ့တဲ့ခံနာကိုဘာရောက်ပြီးပြုလုပ်ခဲ့ကြပြီးတော့မိဘတွေကငိုကြွေးနေမှာလဲဘယ်လိုမျိုးတွေတောင်းပေးလဲဆိုတော့ဒီမှာတွေ့ရမှာဖြစ်ပြီးတော့ဒါမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အရာဖြစ်ပါတယ်ချစ်တယ်ချစ်တယ် Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

手弄点生姜，打的是不认真。心那点胆没长，每天打到夜，打到早晨那点天。哎 ောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့မုံရွာမှာလာပြညာစီမီထွန်းနေတဲ့ရွာကိုစစ်တပ်ကလေယောင်းတိုက်ခိုက်ရမှာတော့ကလေးငယ်ပေါင်းဝင်အများပြားတည်ဆုံခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒါကတော့မင်းအောင်လည်းတကောင်အနေနဲ့ဘလို့ပဲตายရနေပါတယ်ဆိုပြီးတော့မြန်မာနိုင်ငံမှာလုံနေပါစေ။နောက်ွယ်မှာကတော့ဒီလိုကမကိစ္စအောင်လုံနေတာကိုတွေ့နေရပါတယ်။ဘုံမကူမှာပဲအလျှော်ပဲနဲ့အချိန်စရာဆွဲထားတဲ့အတိုင်းကိုကျင်းနေတာလည်းဖြစ်နေပါတယ်။အာအော်တိုဘာလ6ရက်နေ့ည8:00နာရီကဝင်းကျင်ကမုံရွာနယ်6မြို့နယ်ဆက်မှာတည်င်းကျွမီထွန်းပွဲလုပ်နေတဲ့ကြေးရွာတွေကိုစစ်ကောင်စီကတပ်တက်လေဒီနဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။ ညာမီဖို့မြန်လုံရင်းဖြစ်တာကြည်တာ90ဝန်းကျင်ရှိတယ်။ဒီဆုံးသူရေးအတွက်မစီစီရသေးဘူးလို့တော်တော်များတယ်လို့လည်းရှောင်းပကဖဘွက်ကထုတ်ပြန်ထားပါတယ်။မဟုတ်ပါဘူး။မတ်တမတော်ရအောင်ဝင်စရမှာ။ကျမတို့မြန်မာတမတော်ကြီးကအကြောင်းမင်းမျိုးကိုပြန်လည်တိမ့်ပိုင်နိုင်ခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း100ကျော်နဲ့နိုင်ငံဝန်တန်းတွေအကြောင်းမင်းမျိုးကိုပြန်လည်ခြေချနေထိုင်ပြီဖြစ်တယ်။ဒါကြောင့်မလို့မကြခင်မှာအကြောင်းမင်းမှာရှိရဲစာသင်ကျောင်းတွေပြန်ဖွင့်တော့မယ်။ကလေးတငယ်တွေပညာသင်ကျောင်းဝင်ရတော့မယ်။စီယုံစီရဲတွေပြန်ပြီးဖွင့်တော့မယ်။ ပြည်သူတွေကိုချက်မှရရှောင်ရှောင်မှုပေးနိုင်တော့မယ်။အခုလိုမျိုးလာမင်းအလင်းရောင်လိုထွန်းနေတဲ့တဲ့ရင်တွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲကဖုံးသွားတယ်။ဆိုတော့လက်ရှိမှာဒီဗလီကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်ဝိုးမာနေတဲ့လူဆက်မှာဘယ်ရပြည်သူတွေကပြည်သူတန်မှာနေလို့ဗလီကိုဒီစောက်တာတွေမစောက်တာတွေဘယ်သူမှစိတ်မဝင်စားဘူးနင်တို့ကောင်နင်တို့အမေစုကိုပြောခဲ့တော့ကိစ္စရင်ကိုယ့်ဘာကိုရှယ်ရန်ရန်နေပြီးတော့ကြောင်နေကြတယ်ပုစုနှစ်စုကွဲသွားတယ်ဆိုရင်လူတို့ရဲ့တုံ့ပြန်တဲ့ကိုထားရပါတယ်နောက်ထပ်တုံ့ပြန်မှု feedback က အခုလက်ရှိမှာအာဒီဆဲဥပဒေရအာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုးအစ္စလမ်တွေကိုပြေးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော်စုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုအစိုးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်တယ်ကြားရတယ်။တော်စုအစိုးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်။ဒီဆဲအာဏာပိုင်အစိုးရကိုသူတို့ပုံကန်ရင်စန့်ကျင်ရင်ဝေဖန်ရင်သူတို့ကိုကျိုးစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်တော်စုအစိုးရအာဏာပိုင်ရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်ပြီးနေခဲ့ကြတာပါ။လက်ရှိချိန်မှာတော်စုကိုဝေဖန်နေရဆိုတာတော်စုမှာအာဏာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ်။ เนาะဆိုတော့အဲ့ဒီလိုမျိုးအဲကိုကိုနင်ပြန်ပြောနေတာအာအမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမာရဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပြပါတော့ကျမကပြောကြရှိရင်တိုင်းမျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူးနဲ့မှာ အာစီးပွားရေးရှုပ်ရှင်ငွေကြေးရှုပ်ရှင်လူမှုရေးရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူမြို့သူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကိုမှမခိုးခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစာကျေးဇူးခံမရှိတဲ့အတွက်ကျွန်မကြီးပြောပြရှင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာဆံပြစီပူတူမှာတော့သူဆံပြစီမှာလက်ပေးလက်ယူမလုပ်ဘူးသူကပေးစီရရှင်ပေးတယ်ယူစီရရှင်ယူရယ်ညာချင်းပြက်ပဲတယ်တော်စုကိုပြန်မလို့တော်စုကြီးကိုပြန်မလို့ပြေတော့ဘူးလောက်ကောင်ပါမနော်တော်စစ်ကြီးကတော့သူကပြန်မလွတ်တော့ဘူးလေအဲ့ဒါမှကြောက်မလဲကျွန်တော်တို့ကဖြစ်စီချင်တာနိုင်ငံရေးတိုးတက်ဖို့လိုတယ် ကိုပါကောင်လည်းကိုမသိတာတော်တော်ဆိုးတာဒီကပြဿနာကကိုပါကောင်လည်းကိုမသိတာတော်တော်ဆိုးတဲ့အခြေအနေဖြစ်တယ်ဒီအခြေအနေထိမှဆိုင်းဆိုင်တခြင်းလို့ပေါ့ဗျာနော်ကိုထိတခြင်းလို့ပေါ့ဒီအခြေအနေမှာကိုပါကောင်လည်းကိုမသိလို့ရှိရင်ကိုထင်တာတဲ့ကိုကပိုအနေကိုညံ့နေဆိုတာသိရမှာနော်အဲ့တော့ဦးမြောင်လိုက်နေတာအခုအခြေအနေသူကောင်လည်းသူမသိသေးဘူးနော်မြို့ပေါင်းကလည်းအများကြီးကြားတယ်တိုင်းလာလာကဘယ်လာကမဆက်စီလို့မရအောင်နော်အန်စီထိုးရအခွက်တော့မကြားနေဖြစ်နေနေကြအဲ့တော့သူဘုဒ္ဓကိုသွားစီယုံလို့ရတယ်ဘုဒ္ဓမစီယုံလို့မရအောင် နော်တီရဲလူတွေကစီရုံးလို့ရတယ်လူငယ်တွေကသူလာလို့ရှိရင်သူ့တော်ချစ်နေကြတယ်ဟုတ်လားအပြိပမှာဆိုရင်ပိုဆိုးသေးတယ်ပြိပမှာတော်လိုက်တိုင်ဝိုင်းဆိုတော်တော်ဒူးနဲ့ဒေးနဲ့အောင်နေကြတာဗျာသွားရှော့မတွက်နဲ့နော်သူတို့သူတို့တိုင်ဝိုင်းနဲ့နေကြတာအဲ့တော့ကိုညင်ကြီးတစ်ခုနေတယ်သူတို့မှရှိနေတယ်အဲ့တော့ကျောင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းအင်အားကညော့လာပြီအခုဗျာတက်ထောက်ခံသူနဲ့မဖြစ်မနေကြောက်လို့ထောက်ခံတဲ့သူနဲ့နော်ခါတော်မီထောက်ခံတဲ့သူနဲ့အင်းအဲဒီလိုလူမျိုးတွေဇူးတော့ကျွန်တော်တို့အချင်းချင်းပေါ့နော် ဒါလည်းတစုဒေါ်လာရင်းဆိုတာတစုပါအားလုံးတစုတစုတွေပဲเนาะအဲဒီတစုလောက်နဲ့ဒါဘယ်ကောင်လက်နက်ရှိတဲ့အုပ်စုနဲ့ပိုင်တဲ့ခါကျတော့ဗျာနိုင်ငံရဲ့အရှိကိုသွားနေပြီပဲနိုင်ငံရဲ့အဓိကတိုးတက်မှုကမရှိဘူးအဲ့တော့ဘာလုပ်ရမလဲပါဝါတွေကိုစုပါပါဝါကိုသုံးချတတ်ဘူးပါဝါဖြိုးနှီးဖို့ပဲတည်တယ်ဦးမင်းအောင်လိုင်းเนาะအဲ့တော့အကောင်းဆုံးပြောလိုက်ပါမယ်ဦးမင်းအောင်လိုင်းပြောလိုက်ဒီချိန်ခါမှာကိုဘာကောင်လည်းကိုမသိရင်တော့ကိုထင်တာတက်ကိုကပိုအားတယ်လို့ဒီပေါ်လို့လို့တယ်အခုရွေးကောက်ပဲချင်းပါမယ်อืม ဒီကောက်ပွဲဆိုတာလေကိုကြောင့်ကိုဝန်နဲ့အလွန်နဲ့အလွန်နဲ့ကျင်းပါအောင်ပါเนาะအဲ့တော့ခုခုဒီကိုစလေရောအောင်ပါလူသူတို့ဖောက်ဖို့မိလိုက်ပြားသိတယ်မလားအဲ့လိုကျင်းပါအောင်အခြေအနေမျိုးအဲ့တော့ကခုခုကိုဘာကောင်လဲမသိသေးဘူးလားကျွန်တော်ပြောချင်တာအဲ့တော့ဘာလုပ်ရမလဲ COE ကိုသွားပါเนาะနိုင်ငံရေး COE ကြီးတွေသွားပါတော့ကျွန်တော်ပြောချင်တယ်ဗျာเนาะဒီပါတီပါเนาะအဲ့ဒါရေးပါတီအနေနဲ့ကအဲသူတို့လည်း နိုင်ငံရေးဒီမိုကရေစီရေးတွေကိုတို့နားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်เนาะနားလည်မယ်လို့မျှော်လင့်ပေမဲ့သားဘော်ကပလီကိစ္စနဲ့ပတ်သက်ပြီးတော့အထင်းနဲ့လွတ်လပ်ခွင့်လေးတောင်နားမလည်တဲ့သူပြီးတော့ဒီလိုမျိုးအမှန်တရားကိုဖော်ထုတ်တဲ့အတွက်ကြောင့်မလို့ဖန်ခိုင်းခြင်းနဲ့အရေးယောင်ပြနေတဲ့သူမျိုးကြောင့်ကျွန်တော်ရှောင်နေတယ်အဲ့ဒါရှောင်နေတယ်ရှောင်နေတယ်အဲ့တော့ဒီလိုမျိုးပြကြတော့ကိုမချင်နဲ့တိုင်းစစ်တပ်ကိုတုံ့ချပါကိုမချင်တဲ့ပုံပေါ်လာပြီဆိုရှင်ဟောက်ဟန်ဟောက်ဟန်ဆိုတဲ့ပုံစံမျိုးစစ်တပ်နဲ့ပေါင်းတာက ကိုလုတ်ခိုင်းနေတာလုတ်ခိုင်းဖို့ပေါင်းမဲ့လူစားမျိုးတွေအဲဒါမျိုးရောက်ဒီလိုမျိုးတွေမရောက်ချအောင်နော်အဲ့တော့စစ်တပ်နဲ့ပေါင်းတာကစစ်တပ်ကိုထားပါတော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်စကားပြောဝိုင်းနေတယ်လုတ်ပါတယ်လုတ်တဲ့ခါမှာစစ်တပ်ကအုပ်စုအုပ်စုထားတယ်နော်တော်လိုင်းအုပ်စုအုပ်စုထားကျွန်တော်လဲမနေတယ်နေပြီးတော့ပြည်သူတွေဘက်ကခံစားဖို့ဘယ်ဒုက္ခတွေဘယ်ဒုက္ခတွေလို့ပြောပြချင်မှာကျွန်တော်ဘာလို့မရအောင်စစ်တပ်ကလည်းဟာပြည်သူဘက်ကပြတဲ့ခါလေးကဘုံလုံးမနော်တော်လန်ပြည်သူပေါ့ဗျာနော်အဲသူတို့ဘက်ကပြတဲ့ရာဟုတ်လားပြီးတဲ့ခါမှာဟာကျွန်တော်စီမှာမဟုတ်ဘူးဟုတ်ပြီလို့လောက်ကြမှာဟာစစ်တပ်က ဟိုဘယ်လိုကောင်းလဲဆိုတော့ရှင်းပြလဲရှားပြဟုတ်တယ်ဒီလေဒါတွေကဒီလိုရှိတယ်ဒီလိုမျိုးတွေမကောင်းဘူးဒါတွေကောင်းတဲ့ကျေးဇူးပါမယ်စစ်တပ်ကိုယ်တိုင်ကပြပြသလဲနဲ့စစ်သားတွေကိုယ်တိုင်ကဒါတွေကိုလည်းပတ်သက်ပြီးကျွန်တော်တို့အထက်ရရှိနေပေါ့ပြီးဆောင်ရွက်ပေးမယ်ဘယ်သူလဲပြောနာမည်သာပြောအဲ့လိုကောင်းရအောင်လို့တကယ်လည်းထုတ်ပေးတယ်အဲ့တော့စစ်တပ်နဲ့ပြည်သူကြားထဲမှာရန်တိုက်တဲ့သူမဟုတ်စေရဘူးစစ်တပ်နဲ့ပြည်သူကြားထဲမှာစစ်တပ်ကိုငါနဲ့မကျင်တဲ့တိုင်းပေါ့ဗျာနော်စစ်တပ်ကိုဟိုကောင်ဖမ်းပေးစမ်းပါဆိုတဲ့ပုံစံမျိုးပေါ့ဒါမှစစ်တပ်ကလည်းဖမ်းသူတို့ဟိုမဟာမိတ်ဆိုတော့ဖမ်းတာဖမ်းပေးစင်တယ်ဥပဒေကလည်းမကြည့်ဘူးဖြစ်နေတယ် တော့ဒီလိုကစားမျိုးတွေတော့ပုံမှန်လေးလေးပြောရင်အာပါတီလက်သိခါကြာနိုင်ငံလက်သိခါကြာနိုင်ငံအတွက်ဒီမိုကရေစီဖွံ့ဖြိုးတော့မရှိဘူးဒီမိုကရေစီနားလည်လားလို့လေးကြည့်တော့မနားလည်မှာမဟုတ်ဘူးအလူခွေဆိုဝေးရောပေါ့ဗျာနော်အဒီဒီကြားထဲကမှဘလို့ခေါ်မဆိုတော့ယထာဘူရကြာတဲ့အမှန်တရားရှာဖွေခြင်းဆိုသွားပြီပေါ့ဗျာအဲ့ကြောင့်မလို့ဒီခါမျိုးပါတီကိုကျွန်တော်ကောင်းစေချင်တယ်ဘူးလက်တော့ဒါတော့ဘူးလလဆွေဘူးတဲ့ကိုပြောတော့တာပါဘူးလလဆွေတကောင်ရဲ့အသိဉာဏ်ကဘလောက်ပဲရှိလဲအသက်တာကြည့်ပြီးချိန်မစည်းတဲ့ကောင်ဆိုတော့ မြန်မာရှိတဲ့မောင်မောင်ကပြောတဲ့ပြောသွားပြီဖြစ်ပါတယ်ဂရလာဆိုပြီးတကောင်တော့ဘာပြန်တုံပြန်မလဲဆိုတာကတော့ဆက်လက်ဆောင်ကြံနေတာပါပဲဒီပြီးမှပြောမယ့်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာကိုသိမြက်ကတော့နေမကောင်းတဲ့ဂျားတွေကနေပြီးတော့တော်လိုင်းအတွက်ပြောတင်ပြောထိုက်တဲ့အရာတွေကိုပြောနေအောင်တွေးနေရပါတယ်ဒါလက်ရှိချိန်မှာတော်လိုင်းရေးပေါ်မှာပတ်သက်ပြီးတော့ပြောရမယ့်နဲ့မရတဲ့အနေထားတစ်ခုဖြစ်လာလို့ပြောလာတဲ့အနေထားတစ်ခုဖြစ်ပြီးတော့ဒါကိုလည်းတော်လိုင်းပြည်သူတွေရောတော်လိုင်းရဲ့ဘော်တွေရောအားလုံးနားထောင်ပြီးတော့ဟုတ်တယ်ဝေဖန်ပြေးဖို့ web test ဆိုတော့ဒီနေ့ကတည်းကထပ်မံတည်ပြေးကြတာဖြစ်တဲ့အတွက်ပြန်လည်ဝင်ရပြည်လို့ပါတယ်မကြည့်ရသေးတဲ့ online မျိုးတွေအားလုံးပဲကျွန်တော်တို့ဒီပေါ်လို့ရပါမယ် တပေါင်းစုဖြစ်လာဖို့အတွက်ပထမဆုံးလိုအပ်ချက်ကတော့ပေါင်းတိုက်ကြမှနိုင်မယ်ပေါင်းကြမှဖြစ်တော့မယ်မပေါင်းရင်တော်လိုင်းရေးအဖွဲ့အားလုံးရှုံ့နှိမ်ကြတော့မယ်ဆိုတာကိုအရင်လက်ခံကြဖို့ပါဒါကိုရှင်းရှင်းလင်းလင်းမြင်ကြမှတပေါင်းစုပေါ်လာမှာပါမညီညွတ်ရင်ဒုက္ခရောက်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမမြင်သေးသမျှညီညွတ်ဖို့ရာဝင်လေတဲ့သူကဝင်လေနေကြအောင်မှာပါပဲတော်လိုင်းရေးရဲ့ရှေ့ပိုင်းကာလတခြားမှာပြောင်းထုတ်မငင်းကြပေမဲ့တပ်ပေါင်းစုကိုလက်မခံကျင်ကြတဲ့အဖွဲ့အစည်းတချို့ရှိပါတယ်။ NUG အပေါင်း K3C ကဆိုလို့ရှိရင် တပ်ပေါင်းစုဆိုတဲ့စကလုံးမသုံးဘူးလို့တောင်မှသဘောတူထားတာမျိုးရှိပါတယ်ဒါကအလုံးသိကြပြီးသားပါအတိတ်တပိုင်းမှာဖွဲ့ခဲ့ကြတဲ့မောင်မြင်တဲ့တပ်ပေါင်းစုတွေကြောင့်တပ်ပေါင်းစုအပေါ်အမြင်မကောင်းကြတာတွေလည်းရှိခဲ့ပါတယ်အဲ့ဒါကလည်းတပ်ပေါင်းစုကိုညှဉ်းဆန်ကြတဲ့အကြောင်းတွေကတကြောင်ပါတပ်ပေါင်းစုဖွဲ့တိုင်း KNU ကဥက္ကဋ္ဌ KIA ကဒုဥက္ကဋ္ဌဆိုတာမျိုးဖြစ်ခဲ့တဲ့အပေါ်မှာတောင်မှအမြင်မကြည်ကြသူတချို့လည်းရှိကြပါတယ် UNFC ကအမေရိကန်ရဲ့လူတွေ FVNCC ကတရုတ်ရဲ့လူတွေမို့လို့ ပေါင်းလို့မရဘူးဆိုတာမျိုးလဲပြောကြသူတွေရှိပါတယ်အမေရိကန်ရဲ့လူတွေနဲ့မပေါင်းရဘူးလို့တရုတ်ကိုယ်တိုင်ကဖိအားပေးတာမျိုးလဲရှိပါတယ်အခက်အခဲတွေကအဲ့ဒါလို့ရှိပါတယ်မတူတာတွေအများကြီးရှိပါတယ်ငါတို့ကတူမှမတူတာဘယ်လိုလုပ်ပေါင်းလို့ရမှာလဲလို့တချို့ကပြောကြပါတယ်မတူလို့တပ်ပေါင်းစုဖွဲ့တာပါတူရင်တပါတီတဲ့တဖွဲ့တဲ့အဖြစ်အင်းပေါင်းလိုက်ကြမှာပေါ့ဗျာတူတာကိုအရင်ဆုံးရှာပြီးတော့တဖြည်းဖြည်းချက်ထွင်တိဆောက်ကြရမှာပါညှိယူရမှာပါညှိနှိုင်းဆွေးနွေးမှုနဲ့အပေးအယူတွေမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ် မတူရာကိုခဏဘေးဖယ်ထားတူရာကိုချက်ထွင်ပြီးတော့တွဲလှုပ်ကြမှာပါတူရာတွဲလှုပ်မတူရာခွဲလှုပ်မတူရာကိုထပ်ပြီးတော့ညှိနှိုင်းဆိုတာဟာတပ်ပေါင်းစုဖွဲ့စည်းရေးအတွက်အရေးကြီးတဲ့အခြေခံပါဒီနေ့တော်လိုင်းရဲ့အဖွဲ့အားလုံးမှာတေချာပေါက်တူညီတဲ့အချက်တစ်ချက်ကတော့ဘုံရန်သူတူညီတဲ့အချက်ပါဒါပေမဲ့ဘုံရန်သူတူယုံနဲ့အလုတ်တွဲလှုပ်ဖို့အစင်သိမဖြစ်သေးပါဘူးတူညီတဲ့လမ်းစဉ်ရှိဖို့လိုပါတယ်ဘက်တစ်ဖက်ကဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်တုတ်တည်ရေးလမ်းစဉ်ဖြစ်ပြီးတော့ တခြားတစ်ဖက်ကစစ်အာဏာရှင်စနစ်ကိုလက်နက်နဲ့ဖိအားပေးပြီးတော့အထက်စီးကနေဈေးစစ်ဆွေးနွေးရေးဖြစ်နေလို့ရှိရင်လမ်းစဉ်မတူတဲ့အတွက်ပေါင်းဖို့ရအခက်အခဲပိုရှိပါလိမ့်မယ်ဒီနေရာမှာကျွန်တော်အနေနဲ့နောက်ထပ်ဆွေးနွေးရမယ့်ခေါင်းစဉ်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့စစ်အာဏာရှင်စနစ်ကိုအပြုတ်တိုက်ရေးမဟုတ်ဘဲနဲ့စည်ရင်းနဲ့ဖိအားပေးဆွေးနွေးရေးဆိုတဲ့အယူဆနဲ့ပတ်သက်တဲ့ခေါင်းစဉ်မှာတိကျထပ်ပြီးတော့ဆွေးနွေးပါမယ်ဘုံလမ်းစဉ်ထွက်ပေါ်လာရုံနဲ့မလုံလောက်သေးဘဲနဲ့ဘုံလုံးငန်းစဉ်တစ်ခုရေးဆွဲသဘောတူညီဖို့လည်းလိုအပ်ပါတယ် ဘုံလုံးငန်းစဉ်ကိုသဘောတူချမှတ်နိုင်ပြီးမှ တပ်ပေါင်းစုဟာအားကောင်းမောင်းတန်လဲပတ်နိုင်မှာပါအဲ့ဒီပိုင်းကထင်တယ်လို့တော့မယိုးရှင်းပါဘူးအချင်းယူညှိနှိုင်းဖို့လိုအပ်ပါလိမ့်မယ်အချင်းချင်းညှိနှိုင်းဖို့လိုကောင်းလိုပါလိမ့်မယ်ကိုယ့်ရဲ့အတ္တတွေမာနတွေကိုရှော့ချပြီးတော့အများပြည်သူရဲ့အကျိုးစီးပွားတော်လှန်ရေးအကျိုးစီးပွားကိုရှည်တန်းတင်ပြီးတော့ဆွေးနွေးရတာမျိုးတွေ အများကြီးရှိပါလိမ့်မယ်။တပိုင်းမှာဖဆပလာဆိုတဲ့တပ်ပေါင်းစုကို Community Party Socialist Party ရခိုင်အမျိုးသားအစည်းအရုံး KYN ဘိုးအဖွဲ့ချုပ်အာရှလူငယ်အစည်းအရုံးမျိုးချစ်အဖွဲ့မဟာဗမာအဖွဲ့စတဲ့အဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့ကြတော့ကဆိုလို့ရှိရင်ဖက်ဆစ်ဆန့်ကျင်ရေးအင်္ဂလိပ်လက်အောက်ကလုံးဝလွတ်မြောက်ရေးစတဲ့ဗုံလန်းစင်တွေရှိခဲ့ပါတယ်။အဲ့ဒီလန်းစင်အပေါ်အခြေခံတဲ့ဗုံလုံးငန်းစင်တွေလည်းရေးဆွဲအလုပ်လုပ်ခဲ့ကြပါတယ်။အချိန်မှာတော့ပြိုကွဲခဲ့ပါတယ်။လွတ်လပ်ရေးအရယူပုံယူနီးနဲ့ပတ်သက်တဲ့ဗုံလုံးငန်းစင် မတူညီတော့တာဟာဖာစပလာကွဲရတဲ့အကြောင်းတွေထဲမှာအဓိကအကြောင်းကြီးတရက်အနေနဲ့ပါဝင်ပေမဲ့အာနာမယာသေးခင်မှာအာနာလူတာအချင်းချင်းအသာစီးကိုကြိုးစားတာဟာလဲကွဲရတဲ့အကြောင်းတွေမှာအဓိကအကြောင်းကြီးတရက်ဖြစ်ခဲ့တယ်လို့ထင်ပါတယ်အဲ့ဒီအကွဲကိုပြန်ဆိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာဘိုးကျော်အောင်စံကိုတိုင်းလောက်ကြံခံရတဲ့အထိဖြစ်ခဲ့ပါတယ်อืมထောက်ပြခြင်းတဲ့အချက်ကအာနာမယာခင်မှာအချင်းချင်းအသာစီးယူဖို့ကြိုးစားတာဟာအာနာခွဲတန်းချဖို့ကြိုးစားတာဟာ တပ်ပေါင်းစုဖွဲ့စည်းရေးအတွက်အဟံအတားဖြစ်စေနိုင်တယ်လို့ဖွဲ့ပြီးသားတပ်ပေါင်းစုကိုတောင်းမှပြိုကွဲအောင်လဲထိုးခွဲသွားတတ်တယ်ဆိုတဲ့အချက်ပါကျွန်တော်တို့နိုင်ငံမှာထူခြားတဲ့အခြေအနေရှိပါတယ်အဲ့ဒါကတော့လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်ဆိုတဲ့အချက်ပါလူမျိုးပေါင်းစုံစုဝေးတည်ရှိနေတာနဲ့အပြာအာဏာခွဲလန်းချတဲ့ပြဿနာကလည်းခက်ခဲရှုပ်ထွေးပါတယ်အခုလက်ရှိအခြေအနေမှာကိုပဲပလက်ဝါကိုဘသူပိုင်တယ်လဲဆိုတဲ့ပြဿနာမျိုးကချင်ဆပ်စတိတ်ပြဿနာမျိုးရှိတယ်လို့ရှမ်းပြည်မှာဝါကိုကန်ပလောင်ရှမ်းတို့ရဲ့အာဏာဝေစု ပြဿနာမျိုးတွေရှိနေပြီးတော့ဖြေရှင်းဖို့လည်းခက်ခဲပါတယ်အဲ့လိုခက်ခဲတဲ့အခြေအနေအောက်မှာနောက်ထပ်ပြဿနာတစ်ရပ်ရှိလာပါတယ်အဲ့ဒါကတော့အာနာခွဲထက်နဲ့ပတ်သက်ပြီးတော့သဘောတူညီချက်အရင်ရအောင်လုပ်ပြီးတော့မှတက်ပေါင်းစုဖွဲ့မှာလားတက်ပေါင်းစုဖွဲ့ဆက်အာနာရှင်စနစ်ပြုတ်အောင်တိုက်ပြီးမှကိုအချင်းချင်းပြဿနာကိုနောက်မှရှင်းပါလားဆိုတဲ့ပြဿနာပါဗမာလူမျိုးတွေစီကဂရိကုတ်ကိုအရင်ရမှဖြစ်မယ်ဆိုတော့ အတွေ့အော်တရအပေါ်မှာအခြေခံပြီးတော့အခြေခံဥပဒေအရင်ရေးဆွဲရေးဂရိကုဝရရှိရေးကိုအရင်ကြိုးစားနေကြတဲ့သူတွေလည်းရှိကြပါတယ်။ဒါပေမဲ့အခုချိန်ထိအားလုံးလက်ခံတဲ့အခြေခံဥပဒေတရထွက်ပေါ်မလာပါဘူး။ရေးဆွဲထားတဲ့ရေးဆွဲပြီးသားအခြေခံဥပဒေကိုလက်မခံနိုင်ကြဘူးဆိုတာမျိုးကြားရတယ်လို့ရေးဆွဲပြီးမှပြဿနာတက်မှာဆိုလို့ချမပြရဲသေးဘူးဆိုတာမျိုးတွေလည်းရှိပါတယ်။ဒါအမွေခွဲနေတာမှမဟုတ်တာဗျာ။ဘာလို့များသူများစီကဂရိကုဝကို ဒီလောက်လိုချင်နေကြတာလေအဲ့ဒီဂရိကိုပေးမဲ့သူတွေမှာရောပေးပိုင်ကောအာနာအပြည့်ဝရှိတယ်ဆိုတာသိကြကြပါရဲ့လားအဲ့ဒီဂရိကိုပေးမဲ့သူတွေဒါမှမဟုတ်ပေးထားတဲ့သူတွေဟာစစ်နိုင်မဲ့သူတွေအစိုးရဖြစ်မဲ့သူတွေဆိုတာရောသိကြရဲ့လားတေချာတာတစ်ခုကတော့ရေးဆွဲပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေဂရိကဝတ်တရားထွက်ပေါ်လာသည်ဖြစ်စေမထွက်ပေါ်သေးဘူးပဲဖြစ်စေအဲ့ဒီစူးစမ်းချက်အားလုံးဟာစစ်ချုံးခဲ့လို့ရှိရင် 十个社会，十大名书来吃吧。哪里吃干了？看耶稣的名下，十二那些十年，第十年的七年，对抗奥巴马。耶稣的他嘞一大节的几百，十年的书来吃吧。第六就是他这里阿拉话，先讲外公老板用那么个，人有一个包庇了，又贵又买，写了一篇了，今两年的密码了。十二那些十年，表啊，人永远的代替了，阿公阿妈，陆陆来来，孙女人口加那个包庇了，就写一篇了，贴满了。 စစ်မအောင်ရင်အခုလောက်ထားတာတွေအကုန်အလကားပါပဲပေးထားတဲ့ဂရိရထားတဲ့ဂရိတွေအကုန်လုံးလည်းအလကားပဲအခုဂရိပေးထားတဲ့သူတွေသဘောတူထားတဲ့သူတွေဟာဘလောက်ကိုစားပြုနိုင်တဲ့လူတွေလဲဆိုတာကအစငင်းပွားကြရရှိပါတယ်ကျွန်တော်နိုင်ငံမှာလူမျိုးပေါင်းစုံရဲ့လွတ်လပ်ရေးဒန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုအဓိကအဟံအတားပြုနေတဲ့ဗဟိုချက်မှဟာဆရာနာရှင်စနစ်ပါဆရာနာရှင်စနစ်ရှိနေသေးသမျှအဲ့ဒါတွေတခုမှအာမခံချက်မရှိပါဘူး စစ်အာဏာရှင်စနစ်အောက်ကမလွတ်မြောက်သေးခင်မှာလှုပ်ထားတဲ့ဂရီကွတ်တွေအာမခံချက်တွေဆိုတာကလည်းဘာမှမေးရပါဘူးအဲ့ဒါလိုမေးရတဲ့အကြောင်းတွေအတွက်အငင်းခုန်လုပ်ပြီးတော့သဘောထားကွက်လွဲနေကြမဲ့အစားညီညွတ်ရေးကိုအရင်ကြိုးစားတာကလက်တွေ့ပေါ်ကြပါလိမ့်မယ်အဲ့ဒါလိုမဟုတ်ရင်မုတ်စီကျော်ကဘယ်နေမှမသိသေးဘူးမုတ်စီကျော်ကိုဝေစုခွဲတန်းချနေတာနဲ့ဒေအိုကြီးကွဲမဲ့အဖြစ်မျိုးကိုတိုးနေကြပါလိမ့်မယ်စစ်အာဏာရှင်စနစ်ကိုဖြိုချပြီးရင်စစ်အောင်နိုင်ပြီးရင် အဲ့ဒီအငင်းပွားမှုတွေကိုလက်နက်မကင်ဘဲနဲ့ညှိနှိုင်းအဖြစ်ရှာလို့ရနိုင်ပါတယ်လက်နက်ကင်ပြိပခါရဲ့အဓိကလက်တဲ့ဟာစစ်အာဏာရှင်စနစ်ပါစစ်အာဏာရှင်စနစ်မရှိတော့တဲ့တစ်ချိန်မှာနိုင်ငံလုံးဆိုင်ကညီလာခံကြီးတွေခေါ်ယူပြီးတော့နိုင်ငံရေးနီးနဲ့ဆွေးနွေးတာတွေမဲခွဲဆုံးဖြတ်တာတွေကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့လုပ်ယူလို့ရနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြဿနာအလုံးရဲ့အခေါင်ချုပ်ပြဿနာဟာစစ်အာဏာရှင်စနစ်ပြဿနာပဲဆိုတဲ့အချက်ကိုလေးလေးနက်နက်ယုံကြည်ကြရတယ်ဆိုရင်စစ်အာဏာရှင်စနစ်ကိုအရင်ရှင်းရမယ်ဆိုတဲ့အချက်ပေါ်မှာအမြင်ရှင်းလာကြပါလိမ့်မယ် လူတော်တော်များများအထင်မှားနေတဲ့အကြောင်းအရာတစ်ခုကိုလည်းပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့နိုင်ငံရေးပြဿနာဟာဗမာလူမျိုးကြီးနဲ့ကြံလူမျိုးစုတွေရဲ့ပြဿနာမဟုတ်ပါဘူးဆက်အနာရှင်နဲ့ဗမာအပါဝင်လူမျိုးပေါင်းစုံပြည်သူလူထုကြီးတရားလုံးရဲ့ပြဿနာပါอืมဗမာလူမျိုးအလို့သမားလယ်သမားလူလက်တန်းစားနဲ့ကုံစယ်ပွဲစားဆက်ပိုင်ကားပိုင်လုပ်ငန်းရှင်ဆိုတဲ့လူတွေအားလုံးဟာဆက်အနာရှင်ရဲ့ဖိနှိပ်မှုကိုခံနေကြရတဲ့သူတွေကြီးပါပဲတိုင်းရင်းသားလယ်သမားအလို့သမားစီးပွားရေးသမားတွေကို ဆရာနာရှင်ကနှိမ့်ဆက် တက်ဖြတ်တဲ့နီးတူဗမာတွေကိုလည်းနှိမ့်ဆက်တက်ဖြတ်နေတာပါပဲလူမျိုးချင်းချင်းလူမျိုးမတူကြပေမဲ့အဖိနှိတ်ခံလူတန်းစားတွေဆိုတော့လူတန်းစားအခြေခံချင်းကအတူတူပါပဲလူပြောများတဲ့ဗမာလူမျိုးကြီးဝါဒပြဿနာဆိုတဲ့အကြောင်းကိုလည်းပြောပါဦးမယ်ကျွန်တော်နိုင်ငံမှာဗမာလူမျိုးကြီးဝါဒကိုတိုက်ဆိုင်မှတ်မှတ်ကျင့်သုံးနေတာကဆရာနာရှင်စနစ်ပါอืมဗမာလူမျိုးကြီးဝါဒကိုဗမာပြည်သူတွေကကျင့်သုံးနေကြတာမဟုတ်ပါဘူးဗမာလူမျိုးစစ်အာဏာရှင်တွေကကျင့်သုံးနေတာပါ မမလူအုပ်ကြီးဝါဒကိုတုံးပြီးတော့လူနည်းစုပြည်သူတွေကိုဖိနှိပ်ခြင်းအတွက်တာဝန်ရှိတဲ့သူဟာဗမာပြည်သူတွေတာမန်ဗမာပြည်သူတွေမဟုတ်ပါဘူးစစ်အာဏာရှင်တွေပါဗမာလူမျိုးတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမှန်သမျှကဗမာလူမျိုးကြီးဝါဒကိုကျင့်သုံးလိုက်မယ်လို့တချို့ကထင်နေမြင်နေကြတာဟာဗမာလူမျိုးကြီးဝါဒရဲ့တကယ့်အစမြစ်ကိုရှင်းရှင်းလင်းလင်းမမြင်နိုင်လို့ယူဆနေကြတဲ့အယူဆပါ ဗမာလူမျိုးကြီးဝါဒဆိုတာဘာလဲဆိုတာကိုနည်းနည်းပြောဖို့အလိုမဲ့ထင်ပါတယ်ဗမာလူမျိုးကြီးဝါဒဆိုတာဗမာမဟုတ်တဲ့သူတွေကိုအစိုးရအုပ်ချုပ်ရေးနေရာတွေမပေးချင်တာစစ်တပ်မှာနေရာမပေးချင်တာတရားစတာစီမံခန့်ခွဲခွင့်မပေးချင်တာတိုင်းသားဘာသာစကားတွေကိုတရားခွင့်မပေးတာဗမာမဟုတ်တဲ့လူမျိုးတွေကိုတက်ဖြတ်တာရွာမိရှို့တာမရင်းကျင်တာစတဲ့အချက်တွေပါဝင်ပါတယ်အဲ့ဒီအချက်အပြင်မှာဗမာမဟုတ်တဲ့လူတွေကိုအထင်သေးတာမျိုးလည်းပါဝင်ပါတယ်အဲ့ဒီလောက်ရတဲ့ရဲ့90ရာခိုင်နှုန်းကိုစစ်အာဏာရှင်ကတိုက်ရိုက်ပြုလို့ကျွလွန်ပါတယ် ုပ်ချုပ်ရေးနေရာမပေးတာစစ်တပ်မှာနေရာမပေးတာတရားစတာစီမံခန့်ခွဲခွင့်မပေးတာတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်မပေးတာတိုင်းရင်းသားတွေကိုတပ်ဖြတ်မိရှို့မရိကျင်တာတွေအလုံးကိုစစ်အာဏာရှင်ကပဲဓာတ်ရိုက်လုပ်ပါတယ်။ဘယ်ဗမာပြည်သူကမှမလုပ်ပါဘူး။ထောက်ခံတဲ့ဗမာပြည်သူဆိုတာကလည်းမရှိသလောက်ရှားပါတယ်။ကြံ့ခိုင်ရေးပါတီဝင်တွေလောက်ကပဲဗမာလူမျိုးကြီးဘဝရဆိုတာကိုထောက်ခံပါလိမ့်မယ်။ ဒါပေမဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုအထင်မြင်သေးတယ်ဆိုတာမျိုးကိုတော့တာမန်ဗမာပြည်သူတချို့တည်းမှာလည်းနည်းနည်းပါးပါးတွေ့နိုင်ပါတယ်။ဒါကလည်းတကယ်တော့ဆက်အနာရှင်စနစ်ရဲ့လက်ချက်ပါပဲ။ဆက်အနာရှင်တွေတင် जा နေတဲ့အကြောင်းပညာရေးဆက်အနာရှင်တွေလှုပ်ထားတဲ့သမိုင်းအလိန်ညာတွေရဲ့လက်ချက်ကြောင့်ဖြစ်ရတာတွေပါ။ဒါအပြင်မှာစီးပွားရေးပညာရေးရင်ကျေးမှုမဖွံ့ဖြိုးအောင်တိုင်းရင်းသားနယ်မြေတွေမှာမဖွံ့ဖြိုးအောင်ဆက်အနာရှင်တွေကစနစ်တကျလှုပ်ထားတာတွေကြောင့်ဖြစ်ရတာပါ။ လူသူဘဝကဆေးရတဲ့နှိမ့်ကြတဲ့လူတွေကိုအထင်သေးတတ်ကြပါတယ်။ရန်ကုန်သားတွေမန္တလေးသားတွေကတောသားတွေကိုအထင်သေးကြတာတနာစရာလေးတွေလို့မြင်တတ်ကြတာဟာစီဝါရေးနှိမ့်ကြလို့ဖြစ်တာပါ။ဒါဗမာအချင်းချင်းမှတောင်မှဖြစ်နေတဲ့ပြဿနာပါ။အဲ့ဒီသဘောနဲ့အတူတူပါပဲ။ပြောချင်တာကတော့ဗမာလူမျိုးကြီးဝါဒဆိုတာဟာလူမျိုးရေးပြဿနာမဟုတ်ဘူး။သွေးမတူ DNA မတူလို့ဖြစ်တဲ့ပြဿနာမဟုတ်ဘူး။စိတ်အာနာရှင်စနစ်ကြောင့်ဖြစ်တဲ့ပြဿနာဆိုတဲ့အချက်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဗမာလူမျိုးကြီးဝါဒကျင့်သုံးတယ်လို့မြင်ကြတဲ့သူတချို့ရှိပါတယ်။သူတို့မှာထောက်ပြစရာအချက်တချို့လည်းရှိပါလိမ့်မယ်။ဥမာဗိုလ်ချုပ်ရုပ်ထုလောက်တာဗိုလ်ချုပ်တရားလောက်ချင်တာမျိုး။ဒါပေမဲ့အဲ့ဒီချက်ပို့ပြီးတော့အရေးကြီးတာကကချင်တဲ့ရခိုင်ကိုစစ်တိုက်ခွင့်ပေးတာမျိုးပါ။အဲ့အရာမှာဗိုလ်ချုပ်ရုပ်ထုနဲ့ဗိုလ်ချုပ်တရားလှုပ်ချင်တာကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗမာလူမျိုးကြီးပြဿနာလို့ဆိုနိုင်ပေမဲ့ပို့ပြီးတော့အရေးကြီးတဲ့ KIA နဲ့ AA ကိုစစ်တိုက်ခွင့်ပေးတဲ့ကိစ္စမျိုးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဗမာလူမျိုးအများစုပါဝင်လို့ဖြစ်တဲ့ပြဿနာမျိုးမဟုတ်ပါဘူး၂008အခြေခံဥပဒေဘောင်းအောက်ကိုဝင်သွားလို့ဖြစ်ရတဲ့ပြဿနာပါဆေးရနာရှင်စနစ်ကနေပြီးတော့ဆင်းသက်လာတဲ့ပြဿနာပဲဖြစ်ပါတယ်ဒါတွေကိုချုပ်ငုံကြည့်ရင်ဗမာလူမျိုးကြီးဝါတာအတုံးပြုတ်ပြီးတော့လူနည်းစုလူမျိုးတွေကိုဖိနှိပ်ညှဉ်းပန်းမှုအလုံးနေပါရဲ့အဓိကရင်းမြစ်ဟာစစ်အာဏာရှင်စနစ်ပဲဆိုတာချက်ရှားပါတယ် ဘောလုံးမျိုးတွေအရောမဒီမတွေ့ခဲ့ရအကြောင်းအရာလေးကတော့လက်ရှိချိန်မှာအလုံးတွေအတိုင်းပဲပြီးဖတ်မှရောက်နေတဲ့ကင်းရီလူမျိုးတွေရဲ့ချိုးကောင်မျိုးသမီးတွေကလည်း အဟဟငါတို့ရဲ့ပြဿနာငါတို့ရဲ့ပြဿနာမဟုတ်ဘူးငါတို့ကရင်တွေကငါတို့ကအရင်တည်းကဒီလိုပဲနေခဲ့တာဆိုပြီးပြောခဲ့ကိစ္စတွေပတ်သက်ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ဗမာလူမျိုးကြီးဝါဒဆိုပြီးပြောနေတာနဲ့ပတ်သက်ပြီးရှင်းပြသွားဖြစ်ပါတယ်ဒါကြတော့အကုန်လုံးဖိနှိပ်ခံနေရတာကိုသိဖို့လိုအပ်ပြီးတော့ညံလင်းပွင့်ပြီးတော့အကုန်လုံးတော်လိုင်းဘက်ကိုပူပေါင်းဆောင်ရွက်ကြဖို့လိုကြောင်းဒီနေ့ထပ်မံအတည်ပြလဲပါတယ်ပေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတော်တော်ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးတော့နောက်ထပ်တင်တို့တော့ပြပြကျွန်တော်တို့ကိုဂျီရိုပရိုဒူရှင်းပရင့်ချန်နယ်လေးကိုလိုင်ယန်စကွန်လိုနဲ့စကရာဘီဘေးဟောင်းနဲ့တော့ကြည့်မယ်တက်လာသမျှဗီဒီယိုနဲ့တရင်အားလုံးကြည့်ရှုနားဆင်နေရဖြစ်ပါတယ်ပလန်မျိုးတွေအားလုံးပဲည7:00နာရီသတင်းစီမှာပြန်လည်ဆုံတွေ့ကြပါမယ်။အဆုံးထိရှိပြီးတဲ့ဒူးချင်းဆိုင်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။